တင်းရင်များပြားလာတဲ့အလောက်တောင်ဝင်တွေပုံပုံလှုပ်ဆောင်နိုင်ဖို့အတွက်ဂျင်ဆိုမင်နဲ့ရယူပါဂျင်ဆိုမင်မှာဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်တဲ့အပြင်ဂျင်ဆင်းရဲ့အစွမ်းကလည်းတင့်ကိုအကူအညီအားဖြစ်ပေးပါတယ်ဂျင်ဆိုမင်အဆင့်မြင့်ဂျင်ဆင်းအားစေကို၄င်းတောက်ပါ Mega We Care ။ဆိုတော့အာဇာနီနဲ့ဇနီးဖြစ်သူဝမ်တို့လူတန်းနဲ့မာလာနွယ်ပရဟိတကျောင်းဆောင်ရေစက်ချအလူကိုမေလ25ရက်နေ့ကချွေပီတာမြို့နယ်ကကန်းစီယာပရဟိတသီလရှင်စာတင်တိုက်မှာပြုလုပ်ခဲ့ပါတယ်။ဆိုတော့အာဇာနီရဲ့ကဘာတာအယ်ဘမ်ရောင်းရငွေနဲ့မာလာနွယ်ပရဟိတကျောင်းဆောင်ကိုဆောက်လုပ်လူတန်းတာဖြစ်ပါတယ်။ကန်းစီယာသီလရှင်စာတင်တိုက်မှာမိဘမဲ့ကလေးတွေပါနေထိုင်ပြီး မိုးရွှေအချိန်ဆိုရင်ကလေးတွေအတွက်နေရီထိုင်ရီအဆင်မပြေလို့လူဒန်းတာဖြစ်တဲ့အကြောင်းအာဇာနီကပြောပါတယ်။ဒါကတော့မာလာနယ်ပရိုက်တာအကြောင်းတော့ဒီကန်းစီရာဆိုတော့နည်းနည်းအဲ့မှာဒီမိဘမဲ့ကလေးတွေရှိတယ်။ သူတို့တွေကဟိုတကယ်တမ်းဒီမှာမိုးမိုးနေဆိုလို့ရှိရင်တော်တော်နေရထိုင်ရတာအဆင်မပြေဘူးဒီနေရာဆိုတော့အဲ့မှာကျောင်းဆောင်လေးစောက်ကူနော်ပူကောင်းမယ်ပေါ့နော်အဲ့ဒါနဲ့ဒီကျောင်းဆောင်ပထမတော့90လောက်ပူမယ်ပေါ့90နဲ့60လောက်ပူမယ်60နဲ့ပို့ထူးတော့ဦးဒီမှာဟိုပဲတော့တေချာလေးခန်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 းနဲ့ကောင်းကောင်းမွန်မွန်လေးဖြစ်အောင်ဟိုပါဖြစ်မယ်ဆိုပြီးတော့ဒီကျောင်းဆောင်တစ်ခုလုံးပြီးတည်ကြည့်အဲ့ဒါလူပြစ်သွားတာပေါ့နော် ။အာဇာနီဟာသူ့ရဲ့ဂီတတတန်16နှစ်ပြည့်မှာပရိသတ်တွေအတွက်ရည်ရွယ်ပြီးအလူတစ်ခုလှုပ်ချင်တာကြောင့်သူ့ရဲ့ကဘာသား D album ရောင်းရငွေတွေနဲ့လူရန်ခဲ့တာဖြစ်ပြီးကျောင်းဆောင်ကိုတနစ်ကြာဆောက်လုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒီကျွန်တော်ရဲ့စတုဒ္ဒတကူတော်ကိုယ်အဲကဘာသာထွက်ပြီးလို့ရှိရင်ကျွန်တော်ဒီအချင်းဆိုလာတဲ့တန်းလဲ16နှစ်လောက်ရှိပြီဆိုတော့အဲ့မှာအခုပြည့်တဲ့နဲ့အမှတ်တရလေးတခုဖြစ်ချင်တာပေါ့နော်ဒီကဘာသာရတဲ့ တောင်းလို့ရတဲ့ငွေတွေကိုလူမဲဆိုပြီးတော့ဆုံးသက်လိုက်တာပေါ့နော်အဲ့အနေစပစ်တာပေါ့နော်အဆိုတော့အာဇာနီရဲ့ကျောင်းဆောင်ရေးဆက်ချပွဲကိုတော့အခြားအမှုပညာရှင်တွေလည်းတက်ရောက်ခဲ့ကြပြီးအာဇာနီအတွက်ဓာတ်ခေါ်တဲ့သူတွေကတော့ ခုကျွန်တော်တို့လာရတာလဲတော်တော်ဝေးဝေးပဲဒါပေမဲ့လည်းဟိုပြော့တယ်ဒီရောက်တော့လဲအခုလိုမျိုးဟိုဟိုကြောင်းဆောက်ပြီးလှူတယ်ဆိုတော့ဟိုကိစ္စတအားကြီးမလွန်တယ်ဆိုတော့ကျွန်တော်တို့တာတို့ခေါ်လိုက်ချင်းအပြင်ကျွန်တော်တို့လည်းဟိုထပ်တူရရှိတယ်ဆိုတော့ဒီအတွက်အများကြီးအကျိုးရှိပါတယ်ဒီနေ့ကမင်္ဂလာနေ့ပါပဲဟုတ်ကိုသာနေနဲ့မောဟန်နဲ့ပေါ့နော်ဒီထက်ပို့ပြီးတော့လှူနိုင်ပါသေးဒီထက်မကလှူနိုင်တန်းနိုင်နဲ့ပေါ့နော်သာသနာပြုနိုင်တဲ့ပုံစံဖြစ်ကြပါသေးပေါ့နော်ဟိုစူတောင်းပေးပါတယ်နောက်ပြီးတော့ဒီလှူလို့ ဲပိုဝမ်းမြောက်ဝမ်းသာနဲ့တာရုမောလနာခေါ်ပါတယ်။ကန်းစီယာတီလာရှင်စာတင်တိုက်ဟာမိဘမဲ့ကလေးတွေအတွက်စာဝတ်နေရေးအပြင်ပညာသင်ကြားရေးပါလှုပ်ဆောင်ပေးနေတဲ့အကြောင်းဖြစ်ပြီး အလူရှင်နဲပါလို့နွမ်းပါတဲ့စာတင်တိုက်တစ်ခုလည်းဖြစ်ပါတယ်။